မင်္ဂလာပါခင်ဗျာ2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကို နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့ညအပူချိန်အခြေအနေများမှာတနင်္လာနေ့တိုင်းဒေသကြီးမှာဒီဇင်ဘာလရဲ့ပုံမှန်ပူချိန်အောက်3ဒီဂရီဆဲဆီယက်နဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာ ဒီဇင်ဘာလရဲ့ပုံမှန်မှုကျွန်တော်အောင်နှစ်ဒဂရီဆက်စီရဲ့ရောင်းနေခဲ့ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့ဒီဇင်ဘာလရဲ့ပုံမှန်မှုချိန်ခန့်သာရှိခဲ့ပါတယ်။မြို့လိုက်ထူးခြားတဲ့ညပူချိန်များမှာဟာခါမြို့မှာ3ဒဂရီဆက်စီရဲ့ပူတောင်မြို့မှာ4.8ဒဂရီဆက်စီရဲ့တီးတိမ်မြို့မှာ6ဒဂရီဆက်စီရဲ့ဟဲဟိုးမြို့မှာ9.8ဒဂရီဆက်စီရဲ့မချမ်းဘောမြို့မှာ10ဒဂရီဆက်စီရဲ့လာရှိုးမြို့မှာ10.4ဒဂရီဆက်စီရဲ့ မင်းကင်းမြို့နယ်လွိုင်းလင်မြို့တို့မှာ၈တသမ၅ဒီဂရီဆက်စီရဲ့စီပြင်းလွေမြို့မှာ၈တသမ၆ဒီဂရီဆက်စီရဲ့မုံညင်းမြို့မှာ၉ဒီဂရီဆက်စီရဲ့နဲ့ဟောမလင်းမြို့မှာ၉တသမ၈ဒီဂရီဆက်စီရဲ့တို့ဖြစ်ကြပါတယ်ဒီကနေ့နေ့လေတနားခွဲချိန်မိုးလေဝသဂျိုးတို့မှာဖမ်းအောင်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အောင်မြောက်ပိုင်းနဲ့အရှေ့လေပိုင်းတို့မှာတိုင်အနှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ချန်ဘင်္ဂလားပင်လယ်အောင်တို့မှာတိုင်အသင့်တက်မှတိုက်ထုတ်ထန်နေပါတယ် မြန်မာနိုင်ငံပေါ်မှာတော့မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာတိမ်အနှင်းငယ်ဖြစ်တော့နေပြီးစံဒေသများမှာတိမ်ခင်းစင်တလောက်ရှိနေတာကိုတွေ့ရပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရတရုတ်ပြည်မှာချင်းမှာတွယ်တန်းထိုးဆင်းလာတဲ့လေပြင်းအများပေါင်းတဲ့ဟာမြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေကိုတိုးဝင်နေပါတယ်မြန်မာပင်လယ်ပြင်မှာလိုင်းအနှင်းငယ်မှာလိုင်းအသင့်တင့်ရှိပါမယ်လိုင်းမြင်မှာမြန်မာကန်ရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ လေပြင်းမှာ၆ပေခန့်ရှိနေပါတယ် မနှက်ပြန်မနှက်ထိခံမှန်းချက်များအနေနဲ့ကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာနေရာကွက်ကြားမိုးအနှင်းငယ်ကြွားနိုင်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်း၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မကွေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာအများအားဖြင့်တာယာပြီးကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်တောင်ပိုင်း၊အရှိတ်ပိုင်း၊ကယားပြည်နယ် ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိုင်အသင့်အတိန်ဖြစ်တော့မှာမယ်။အခုဆက်လက်ပြီးမနှက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ချင်းများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခံမှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ။ င်းပြတော်နဲ့နေတော်ဝိုက်အတွက်မနှက်ပြန်မနှက်ထီမိုးလေဝသအခြေအနေခံမှန်းချက်မှာအများအားဖြင့်တာယာပါမယ်အနေဆန်းပူချိန်မှာ16ဒီဂရီဆက်စစ်ရဲ့67ဒီဂရီဖိုင်ဟိုက်နဲ့အမြင့်ဆန်းပူချိန်မှာ30ဒီဂရီဆက်စစ်ရဲ့86ဒီဂရီဖိုင်ဟိုက်ရှိနေပါတယ်ရန်ကုန်မြို့နယ်နေတော်ဝိုက်အတွက်မနှက်ပြန်မနှက်ထီမိုးလေဝသအခြေအနေခံမှန်းချက်မှာတိုင်အသင့်အတင်ဖြစ်တော့ပါမယ်အနေဆန်းပူချိန်မှာ27ဒီဂရီဆက်စစ်ရဲ့80ဒီဂရီဖိုင်ဟိုက်နဲ့အမြင့်ဆန်းပူချိန်မှာ32ဒီဂရီဆက်စစ်ရဲ့90ဒီဂရီဖိုင်ဟိုက်ရှိနေပါတယ် န္တလေးမြို့နယ်နေတော်ဝိုက်တို့ကမနှက်ပြန်မနှက်ထီမိုးလေဝသအခြေအနေခံမှန်းချက်မှာအများအားဖြင့်တာယာပါမယ်အနည်းဆုံးပုံချိန်မှာ16ဒီဂရီဆက်စီရဲ့67ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးပုံချိန်မှာ30ဒီဂရီဆက်စီရဲ့86ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်နောက်နေ့ရက်တော့ခံမှန်းချက်ကတော့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးအနှင်းငယ်ရွာနေပါတယ်အခုတင်ပြခဲ့တာကတော့ ဒီကနေ့မိုးလက်နက်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ